မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့သကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို short တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ရာအရာရှိ9ဦးအပါအဝင်စစ်ကောင်စီတပ်သား9ဦးတေဆုံးပြီးတော့စီဂိုတောင်နဲ့အရန်ပျက်စီးတွေထားတဲ့ဂိုတောင်လဲမီးလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့ည10:30မိနစ်ကမုံရွာမြို့အခြေဆိုင်အကြမ်းဖက်စစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းထဲကိုတရခုံမမ short တိုက်ဒုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ရာ သုံးလုံးစလုံးနာမခတက်အတွင်းထဲကိုကြောက်ရောက်ပောက်ခွဲခဲ့တယ်လို့သိရပါတယ်၎င်းတက်ခိုက်မှုအတွင်းမှာအရာရှိ2ဦးနဲ့အခြားအဆင့်စစ်သည်3ဦးပွဲချင်းပြီးတေဆုံးခဲ့ပြီးတော့အရာရှိ3ဦးနဲ့အခြားအဆင့်စစ်သည်9ဦးထိခိုက်ဒဏ်ရာရှိကတက်တွင်းစေကမ်းမှာစေကူတမှုခံယူနေရတယ်လို့သိရပါတယ်ဒါအပြင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းမှာရှိတဲ့စစ်စင်ရေးယုံနဲ့လေ့ကျင့်ရေးယုံရှိရာအဆောက်အဦကိုထိမှန်ခဲ့ပြီးတော့ယုံနဲ့ယုံလုံးပြစည်းသွားတယ်လို့သိရပါတယ်စီကိုတောင်နဲ့အရန်ဆက်ပြစည်းကိုတောင်လဲမီးလောင်ပြစည်းခဲ့ပြီးတော့ အရာရှိကြီးတွေရဲ့နေအိမ်ကိုလည်းထိမှန်ခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ပုံမထိရောက်တဲ့ mission တွေကိုဆက်လက်ပြီးတော့ဖော်ဆောင်သွားပါမယ်လို့ပြည်သူကိုအသိပေးကြပါတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါဗျ။၎င်းတက်ခတ်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့မဟာမိတ်အဖွဲ့များဖြစ်တဲ့ Sharon မုံရွာ၊ရွှေတရီကမဟာမိတ်တိုင်ရင်နဲ့ Justice Brothers Force အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါဗျ။ အကြမ်းတ်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခထိခိုက်မှုအခြေအနေများဟာ BWM အနေနဲ့လက်လန်းမီတဲ့စုံစမ်းထောက်လှမ်းမှုများတွေကတူညီတဲ့အချက်အလက်များကိုထုတ်ပြန်ထားခြင်းဖြစ်တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောပြထားပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကို short တိုက်ဒုံးများနဲ့ပြစ်ခတ်ခံရပြီးတဲ့နောက်တိုင်းစစ်ဌာနချုပ်ဝင်းထဲမှာနေထိုင်တဲ့အရာရှိများနဲ့စစ်သည်များမိသားစုဝင်များအလုံးဟာကြောက်လန့်နေကြပြီးတော့ဇွန်လ19ရက်နေ့ညပိုင်းကစတင်ပြီး ည9နာရီထိုးပြီဆိုတာနဲ့လိုင်းကမ်းများအစီဝေးကမ်းများတက်ရုံကမ်းများမှာမိတွေအားလုံးပိတ်ထားရမယ်လို့တိုင်းမိုးကအမိန့်ထုတ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝန်းလုံးကပြည်သူများကိုဘုံကျဲတပ်ဖြတ်နေတဲ့စစ်တပ်ဘက်ကလေရင်ပိုက်လော့များကိုမလုံးပေးတဲ့အနေနဲ့ MAI MNA လိုမျိုးအရက်ဘက်လေချောင်းလိုင်းများမှာလေရင်မှုများဖြစ်လာစေရေးအတွက်လိုအပ်တဲ့တင်နှံများကိုတက်ခိုင်းပြီးတော့လေရင်မှုအဖြစ်နဲ့ယာယီလောက်ကန်ခွင့်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်မှာဘုံကျဲတပ်ဖြတ်နေတဲ့လေတပ်ကအရာရှိများနဲ့ပိုက်လော့များကိုမလုံးပေးပြီးတော့အရက်ဘက်လေယာဉ်မှူးများအဖြစ်လောက်ကန်ခွင့်ရရှိရေးအတွက်လိုအပ်တဲ့တင်းနှံများကိုတက်ခိုင်းခြင်း ယာယီလေယမှုများအဖြစ်လောက်ကင်ခွင့်ပေးခြင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရုရှားခီးစင်အပါအဝင်ပြည်ပခီးစင်များမှာလိုက်ပါစေခြင်းစတဲ့အခွင့်အလမ်းများကိုပေးရလာတယ်လို့သိရပါဗျ။စစ်တပ်ကလေယာဉ်ပိုင်လော့တွေအတွက်မလုံးပေးတယ်ပဲပြောရမလား။သူတို့လစာကောင်းကောင်းနဲ့အရက်ဘက်ရောက်ရင်လောက်ကင်စားတော့နိုင်အောင်လို့အရက်ဘက်လေယာဉ်မှုဖြစ်ဖို့လိုအပ်တဲ့သင်တန်းတွေကို DCA နဲ့လေချောင်းလိုင်းတွေဘက်ကစီစဉ်ပေးနေတယ်။လေတပ်မှာလက်ရှိရာထူးနဲ့ပဲယာယီခဏအလုပ်ဝင်တာတွေလည်းရှိတယ်။လစာကတော့နှစ်သီးစားပေါ့။တပ်ကရာရှိတွေရဲ့အိမ်မက်ကိုဒီဘက်ကနေအကုန်ဖြည့်ဆည်းပေးနေတာလို့ မြန်မာလေကြောင်းတရင်အရေးမိကပြောပြထားပါရယ်စစ်ကောင်စီကဘုံကျဲနေတဲ့စစ်လေရင်ပိုက်လော့များကိုအခုလိုမျိုးမလုံးများစီစဉ်ပေးနေတဲ့အတွက် စစ်တပ်ကလေရင်ပိုက်လော့တီဂျားထဲမှာနိုင်ငံတော်ဝန်လုံးမှာလေချောင်းတိုက်ခိုက်မှုဘုံကျဲမှုများအတွက်၎င်းတို့တာဝန်ဘဝတက်လန်တာဝန်အဖြစ်နဲ့ကြိုးကြိုးဆဆလောက်ကင်နေကြတယ်လို့မြန်မာလေချောင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်တော်ယုံတန်ယုံတာမန်လူစိတ်နဲ့သာဆိုရင်တော့ဗျာကိုဘုံကျဲလိုက်လို့ကလေးတွေအမျိုးသမီးတွေတက်ကြီးရွယ်ဦးတွေတေကုန်ရင်ဘလို့လို့ခံစားနိုင်မှာလဲဒါပေမဲ့လေတဲ့ဘက်ကစောက်ယူတွေကြတော့ရလက်များတဲ့ဘုံကျဲမှုတွေဆိုရင်ဒီလိုမလုံးပေးထားတဲ့အစီအစဉ်တွေကရှိနေတော့ ငါဘုံကျဲနိုင်လေးလေးဘဝတက်လန်ပိုကောင်းလေးလေးဆိုတာမျိုးတွေဖြစ်လာတာပေါ့ဘုံကျဲလို့လူမသေးရင်တောင်မှတောက်တခေါက်ခေါက်တွေဖြစ်ကုန်ကြတာအဲ့ဒီလိုဖြစ်အောင်လဲစနစ်တကျကိုလေတက်ထဲမှာလှုပ်ထားတာလို့လေးချောင်းသတင်းအရင်းမြစ်ကရှင်းပြထားပါဗျ။ဒါအပြင်24 hours company ပိုင်ရှင်ဥအောင်အောင်စိုးပိုင်ဆိုင်နဲ့ MAI လေးချောင်းလိုက်အပါအဝင်ပြည်ရင်းလေရင်ခီးစင်များမှာလိုအပ်နေတဲ့လေရင်မှုကြီးများလေရင်မောင်များအပါအဝင်လေးချောင်းဆိုင်ရာဝန်ထမ်းများကိုလည်းလေတက်နဲ့စစ်တပ်အတိုင်းဝိုင်းကလူတွေကိုဦးစားပေးပြီးတော့ခန့်အပ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်0ရွာမှာရှိတဲ့စစ်ပေးဆောင်ပြည်သူများနေထိုင်တဲ့ဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ရာပြည်သူတအုပ်တွေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီနေ့ဇွန်လ16ရက်နေ့မိုးလဲတနင်္လာ22မိနစ်အချိန်မှာမြိုင်မြို့နယ်ဇီရိုရွာမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ဖုန်ကြီးကျောင်းကိုအကြမ်းမဆက်တက်ကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ဘေးရှောင်အမျိုးသမီးတအုပ်တေဆုံးပြီးတော့ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိကာ2ဦးဟာဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့သိရပါဗျ။ဇေဒီပထိုးများနဲ့ဖုန်ကြီးကျောင်းလဲထိမှန်ပြစီးသွားတယ်လို့သိရပါဗျ။စစ်ရှောင်တွေနေတဲ့ဖုန်ကြီးကျောင်းကိုဘုံကျဲသွားတာပါ။အမျိုးသမီးတအုပ်တေဆုံးတယ်ထိခိုက်ဒဏ်ရာရတဲ့သူတွေများတယ်9ဦးလောက်ရှိတယ်။ဒဏ်ရာရတဲ့နေရာမှာ ှစ်ဦးကစိုးရင်ရတယ်ကလေးငယ်တွေလည်းသတိလက်သွားတာတွေရှိတယ်ကံမအပါအဝင်ပေါက်လန်းအနီးတစ်ဝိုက်ကရွာတွေကပြည်သူတွေကဖုန်ကြီးเจ้าမှာစစ်ဆောင်နေကြတာပါဖះရှိခိုးတဲ့နေရာကိုကြာသွားတာအသက်အရွယ်ကတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အချက်မဲ့ဆက်တကမြိုင်မြို့နယ်တောင်ပိုင်းဇီရိုကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်အစပ်မှာရှိတဲ့ဖဲကုံမြို့လက်အိရွာဖုံးတော်ကြီးစတင်ကြောင်းကိုအကြမ်းမဆက်တကအသေးခံဒရုန်းများနဲ့တိုက်ခိုက်ခဲ့ရာမူလာရန်ကလေးငယ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ16ရက်နေ့မနက်ပိုင်းမှာဖဲကုံမြို့အနောက်ဘက်မှာရှိတဲ့လက်အိကျေးရွာအတွင်းဖုံးတော်ကြီးတင်ပညာရေးကျောင်းဘာကကျောင်းကိုအကြမ်းမဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အသေးခံဒရုန်းနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာမူလာရန်အွယ်ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ ်ဘုံကြီးကျောင်းဝင်းအတွင်းထဲမှာလည်းထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်လို့သိရပါဗျ။လောလောဆယ်တော့ထိခိုက်ဒဏ်ရာရရှိတာကြားမှဆိုတာမသိရသေးဘူး။မူလာဒန်းရွယ်ကလေးနှစ်ဦးထိခိုက်တယ်လို့ပဲသိရသေးတယ်။ဘာတိုက်ပွဲမှမရှိပါဘူး။အသေးခံ drone နဲ့ပြစ်ခတ်တိုက်ခိုက်သွားတာပါလို့ဖဲကုံမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ PK Police ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာစိုင်းကယ်တွေကိုစစ်တပ်ကဖမ်းဆီးနေတာကြောင့်စပိန်ဝယ်ယူမှုတွေပုံမုံမြင့်တက်လာပေမဲ့စပိန်တွေကိုပါဖမ်းဆီးငွေညှစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမန္တလေးမြို့နယ်မှာစိုင်းကယ်တွေကိုဖမ်းဆီးထောင်ချနေတာကြောင့်စပိန်ပြောင်းစီတဲ့သူတွေဟာအရင်ကထက်ပုံမုံများပြားလာပြီးတော့တရုတ်ထုတ်စပိန်တွေဝယ်ယူမှုတွေမြင့်တက်လာတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပါတယ်စပိန်အယောင်ဆိုင်တွေမှာအရင်ကထက်စပိန်ဝယ်ယူသူတွေပုံမုံများပြားလာပြီးတော့ဂျပန်စပိန်တွေထက် ရိုးရိုးတရုတ်ထုတ်စပိန်တွေဝယ်ယူကြတယ်လို့သိရပါတယ်တရုတ်ဘင်းကတော့တသိန်းကျော်ကစပါတယ်ဂျပန်ဘင်းကတော့နှစ်သိန်းသုံးသိန်းပေါ့လူတွေကတော့အလွယ်ပဲတရုတ်ဘင်းကိုပဲလူကြိုက်များကြတယ်ဈေးလဲတက်တာတယ်လေအခုရပိုင်းအယောင်းတွက်တာကတော့တရုတ်စပိန်တွေပါလို့စပိန်ရောက်ချသူတအုပ်ကပြောပြထားပါတယ်ဂျပန်ထုတ်စပိန်တွေထက်ပိုပြီးတော့ဈေးတက်တာတဲ့တရုတ်ဘင်းတွေကိုဝယ်ယူနေကြပြီးတော့ဆိုင်ကယ်တွေထက်စပိန်တွေကိုပုံမအသုံးပြုလာပေမယ့်စစ်တပ်ကစပိန်တွေကိုလည်းဖမ်းဆီးစစ်ဆေးနေတာရှိနေတယ်လို့သိရပါဗျ။ရက်ွက်ထဲအထိကိုဝင်ဖမ်းတာပထမကဖုန်းယူစစ်တယ်လို့လို့နဲ့ မင်းစပိန်ကမီးမပါဘူးဘာညာနဲ့ငွေတောင်းတာတသောင်းခွဲပေးလိုက်ရတဲ့သူတွေရှိတယ်အဖွဲစုံနဲ့မဟုတ်ဘူးဒီတိုင်းဘလိုင်းကြီးလှုပ်ရှားနေကြတာလို့မန္တလေးကမြို့ကန်တို့ကပြောပြထားပါဗျ စစ်ကောင်စီကဆိုင်ကယ်စီးတဲ့သူတွေနဲလာပြီးတော့စပိန်စီးတဲ့သူတွေများလာတာကြောင့်ဘက်ထရီတက်တဲ့စပိန်တွေကိုပါပြဿနာရှာငွေတောင်းတာတွေနဲ့စပိန်မှာဘဲမပိုင်ရင်ဒဏ်ရိုက်တာတွေအပြင်စပိန်ရဲ့နောက်မီရှေ့မီနဲ့မီးကျောက်တွေမပိုင်ရင်လည်းဖမ်းဆီးတာတွေပြုတ်လုံနေတယ်လို့သိရပါဗျ။စစ်ကောင်စီကဇွန်လ၁ရက်နေ့ကနေစပြီးတော့ဆိုင်ကယ်တွေကိုပြစ်မှတ်ထားဖမ်းဆီးစစ်ဆေးနေပြီးတော့မန္တလေးမြို့ပေါ်မှာလိုင်စင်မဲ့ယင်ဖမ်းဆီးရမိပါကထောင်ဒဏ်၃လနဲ့ဒဏ်ငွေတသိန်းတောင်းနေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းစာလင်ကြီးမြို့နယ်မှာရှိတဲ့ကျေးရွာများကိုစစ်တပ်ကစစ်တပ်လေးထီးများနဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်နေအိမ်များပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့ညပိုင်းမှာအကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေးထီးများကစာလင်ကြီးမြို့နယ်မြောက်ချမ်းမှာရှိတဲ့ကျေးရွာများကိုဘုံဒီနှလုံးကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခတ်မှုအတွင်းမှာပြည်သူတွေထိခိုက်မှုမရှိတော့လဲနေအိမ်များပျက်စီးခဲ့ပြီးတော့ပြည်သူတွေမွေးမြူထားတဲ့၃-၅ကောင်တေဆုံးသွားတယ်လို့သိရပါဗျ။စာလင်ကြီးမြို့နယ်မြောက်ချမ်းကိုစစ်တပ် လေထီးနဲ့ဘုံဒီနှလုံးကျဲချသွားတာအထိကအပြက်စီအနေငယ်ရှိပါတယ်၃၅កောင်လောက်တေဆုံးသွားပါတယ်လူကတော့အသေးမွားလောက်ပဲထိခိုက်မှုရှိတယ်လို့ချင်းရွှေမြေကံဘေးချေးရွာများတပိတ်စစ်ကြောင်းကတောင်ရှိသူကပြောပြထားပါတယ်အကြမ်းမစစ်တပ်ကစက်တက်လေထီးများကိုအုံပြပြီးတော့ချေးရွာများတွေကိုဘုံကျဲမှုများအကျင့်ရအများပြားလှုံ့ဆောင်လာနေပြီးတော့အခုမိုးရင်းကာလအတွင်းမှာရာသီဥတုတည်ငြိမ်တဲ့နေ့ဆိုလို့ရှိရင်နေရောညပါမရွေးစက်တက်လေထီးတွေနဲ့ဘုံကျဲတက်ခတ်မှုများလှုံ့ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရီတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ